တက်မှ၄ပဲပေါ့နော်တင်ခုံးဘက်မှာဒါဘုံလာကျင်းနဲ့အပြန်ကိုကျွန်တော်တို့ online တက်ဖွဲ့တွေကဝိုင်းပစ်လိုက်တဲ့ KEW ကဒါထိွားတယ်ပေါ့နော်ထိွားပြီးဘိတ်လီဒါစကန်ဌာနချုပ်ကိုပြန်ရောက်တယ်ပြန်ရောက်ပြီးတဲ့အချိန်မှာဒါအကြီးစားပြင်ဆင်မှုလုပ်နေရတယ်ဆိုတော့တည်င်းကြားတယ်ပေါ့နော်အလုံးမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့အောင်2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ပေါ့နော် လာပြီးတလားလဲ ဒါတွေလည်းကုံပြန်ပြီပေါ့နော်အဲဒီလည်းကုံပြန်ပြီဒါလာတွေကုံတိုင်းကုံတိုင်းမှာအဲလာကုံငါဒီလာကုံရင်တော့အဲလောကလာတာလေးထွက်လာရင်အဲဘယ်ဘယ်ဖွဲ့ကိုဘယ်လောက်လှူမယ်နော်ဘယ်လိုမျိုးမြေပြင်ဖွဲ့ကိုဘယ်လောက်လှူမယ်ရှစ်ပေးရှောင်းကိုဘယ်လောက်လှူမယ်ဆိုပြီးတော့မှဒါအမြဲတမ်းလာစဉ်ပလန်လေးချပြီးတော့မှပေါ့နော်တောက်လျှောက်တွန်းအားပေးနေနိုင်တဲ့တွန်းအားပေးနေတဲ့ ပြည်သူလူထုတော်လှန်ပြည်သူလူထုပေါင်းကိုလည်းကျွန်တော်တို့ဒါကျေးဇူးတင်တယ်လို့ဒါဒီနေ့ကနေပြောချင်တာပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့သူတို့လှုပ်အားတွေသူတို့ရဲ့ချွေးနှဲစာတွေနဲ့တေချာစနစ်တကျပန်ပိုးတဲ့လူတွေလည်းအများကြီးရှိတယ်။သူတို့ပန်ပိုးကူညီမှုအားပေးမှုတွေမပါလို့ရှိရင်လည်းကျွန်တော်တို့တွေလကအလုံးမလုံးနိုင်ဘူးကျွန်တော်တို့လက်ပလာနဲ့တော်လိုင်းတက်ကလက်ပလာနဲ့အလုံးလောရတာပေါ့နော်လက်ပလာနဲ့အလုံးလောရတဲ့အခါကျတော့ကျွန်တော်တို့ပြည်သူလူထုရဲ့ထောက်ပံ့မှုတချို့ဆိုရင်ဒါ ကျွန်တော်တို့ဒီမှာအခု line ပေါ်မှာလည်းတချို့တွေတွေးကြမှာပါဒါတကယ်ဟိုစစ်စစ်တွေးကြည့်မှာတကယ်အများကြီးရင်ထဲမှာခံစားချက်တွေအများကြီးပေါ်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ချို့တို့အတွင်းခံကအစလိုအပ်တယ်ပေါ့နော်။အတွင်းခံကအစလိုအပ်တယ်။ကျွန်တော်တို့ကလာတာမရှိဘာမရှိတိုက်နေရတဲ့ရဲဘော်တွေပေါ့နော်။ဒါဒေါ်လိုင်းရဲဘော်တွေအကုန်လုံးကတော့လာတာမရှိဘာမရှိနဲ့တိုက်နေရတာ။သူတို့တွေကသူတို့ရဲ့အတွက်ဒါအတွင်းခံပေါင်းမိရအစပေါ့နော်။ဒါကျွန်တော်တို့ဒီဘက်မှာ top ကိုလုံနေတဲ့လူတွေဆိုရင်ဒါအတွင်းခံကအစဟာ ဆိုင်ဘလောက်ဘယ်နဲ့ထဲဆိုင်ဘလောက်ဘယ်နဲ့ထဲဆိုပြီးတော့အတွင်းကစားတခြားစနစ်တကျဝယ်ပေးပြီးတော့မှထောက်ပံ့ဒီနေ့ဒီချိန်ဒီပေါ့နော်လာကုန်ရဲလေးဆိုလို့ရှိရင်မတို့ဘာတွေလုပ်မယ်ဆိုပြီးတော့အစီအမံလေးဆွဲပြီးတော့မှဒါပံ့ပိုးနေတဲ့ပြည်သူအလုံးကိုလည်းဒါကျွန်တော်တို့တွေကအဲဒါတော်လိုင်းရေးပေါ်များကိုစားပေါ့နော်ကျွန်တော်တို့တွေကအထူးပင်ကျေးဇူးတင်ရှိတယ်ဆိုတဲ့ဟာလဲပြောချင်ပါတယ်နောက်ထပ်လည်းထပ်ပြီးတော့ဆေးရနာရှင်တာရှုံ မကြရှုံမရှင်းပေါ့နော်ကြရှုံမရှင်းဝိုင်းပြီးတော့မှတိတိပို့ပြီးတော့မှကုညီနိုင်ပါစေလို့လည်းကျွန်တော်အနေနဲ့ဆူတောင်းပေးတယ်ပေါ့နော်ဟုတ်အဲဒါဒီရက်ပိုင်းမှာတော့ကျွန်တော်တို့ဒါထူးခြားသတင်းနေဆိုတာတွေပေါ့နော်ဒေါ်လိုင်းအတွက်စိတ်မကောင်းနေရသတင်းလေးတချို့လည်းရှိတယ်ပေါ့နော်ဒါလည်းပြည်သူအားလုံးသိရှိပြီးဖြစ်ပါလိမ့်မယ်ပေါ့နော်အဲ့တော့เออบงเจไคในกิจการในปัตตานีใช่ပြောပြီးတော့ဟုတ်အဲကချင်ပြည်နယ်ပေါ့နော်ဝိုင်းမော်မြို့နယ်စာတုံးမြို့ ဟိုစစ်တပ်ကနေပြီးလေကြောင်းတိုက်ခိုက်မှုလုပ်တာပေါ့အဲ့ဒါတော့ကျွန်တော်တို့မြကြီးနားလေတဲ့စခန်းဌာနချုပ်ကနေပြီးမှလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်လုပ်တယ်သူလုပ်တဲ့အချိန်ကလည်းဘုံကခုနကလေးတွေကြောင်းဆဲတဲ့အချိန်ဆိုတော့ခုနကလေးငယ်နှစ်ဦးနဲ့အပြည်သူ အားလုံးပေါင်း၈ဦးတည်တယ်ပေါ့နော်ခုနကဦးကတော့အပြင်းထန်ဒဏ်ရာရတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့မြကြီးနားလေတဲ့စခန်းဌာနချုပ်မှာရှိတဲ့လေရင်တွေကတော့ခုန KAW လေရင်ရှိတယ်နောက်တစ်ခုက S7 ကြက်ဖြတ်တိုက်ခိုက်ရေးလေရင်ရှိတယ် နောက်ကျွန်တော်တို့ MI 35ရဲ့ MI 70ရဲ့နောက်တစ်ခုကကင်းထောက်လေရင်ပေါ့ PT6 လေရင်ဆိုတော့လေ5မျိုးလောက်ရှိတယ်လေ5မျိုးထဲမှာမှခုန K8 ကအခုဒါမြေပြင်ကတော်လိုင်းရဲဘော်တွေရဲ့ဗီဒီယိုဖိုင်တွေပါတွေပေးဖို့ချက်ရတော့ K8W လေချောင်းတိုက်ခိုက်မှုလောက်တာအများဆုံးတွားတွေ့ရတယ်ဗောနော်အဲ့လိုလေချောင်းတိုက်ခိုက်မှုခံရတိုင်းခံရတိုင်းကကျွန်တော်တို့ပြည်သူလူထုတွေမှာဗောနော်ခုနဒီတဲ့တဲ့ကိုတွေ့လိုက်တာနဲ့အဲ့တဲ့ရဲ့အောက်မှာကွန်မန့်တွေက တကယ်စိတ်မကောင်းစရာတွေနဲ့အဲနောက်တစ်ခုကဒါလေတက်သားတွေနဲ့လေတက်ပိုင်လော့တွေရဲ့နောက်တစ်ခုကလေတက်စကန်ဌာနချုပ်တွေဘလို့လက်တော့ပြန်မလဲဆိုတာမျိုးကိုအမြဲတမ်းပေါ့နော်ဒါဟိုလက်တော့ပြန်ဖို့အတွက်ပဲဒါပြည်သူလူထုကအတောင်းဆိုနေတာပေါ့ဒီလိုလက်တော့ပြန်ဖို့ဆိုတာလဲဘုံကလေတက်တစ်ခုကိုလေတက်စကန်ဌာနချုပ်တစ်ခုကိုဒါတော်လိုင်းရဲဘော်တွေကအနီးကပ်ကပ်မယ်ဆိုတာတိတ်မလွယ်ဘူးပေါ့ဟိုတော်ရုံတန်ရုံလဲမကပ်ရဲဘူးဘာကြောင့်လဲဆိုတော့ အဘေးနံတက်တွေပေါ့နော်ဒီအာမီတက်တွေကိုတွက်ချက်ပြီးတော့မှရှင့်ကျင်နေရတာပေါ့အဲဒီမှာမှကျွန်တော်တို့တော်လိုင်းရေးဘက်ကနီးပညာတွေလိုအပ်လာမယ်နောက်တစ်ခုမှဒါဟိုပြည်တွင်းတွေမကဘူးပေါ့နော်တချို့ဟိုမြန်မာနိုင်ငံဘွားတွေဖြစ်တဲ့အမေရိကတို့ဩစတြေးလျတို့အဲ့လိုနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေကလည်းကျွန်တော်တို့တော်လိုင်းရေးဘက်ကိုဒါနီးပညာအားဖြင့် drone နဲ့ပတ်သက်တာလားဘယ်လိုလဲဟို idea တွေပေါ့နော်ဒါမျိုးတွေကိုအကြံ ပေးတဲ့လေလို့ကျွန်တော်ကတော့ယူဆတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လေဟိုမနေ့ကဆိုလို့ရှိရင်ဒါတော်လိုင်းခေါင်းဆောင်နေရဲ့အမှတ်ချက်ကဒါစစ်ကောင်စီအတွက်နတ်ဆိုးတကောင် ဖြစ်စီတယ်နော်ဟုတ်ဟုတ်ဒါအင်မတန်ကြောက်ဖို့ကောင်းတယ်နော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကကိုထင်းလဲဦးဆိုပြီးတော့မှနော်ဒါအန်းကိုရေးလိုက်တာကဒါခမားရှိတဲ့နေရာထိပ် တက်ကြိတ်လိုက်ရမလားဆိုတော့ဟာကကြိတ်တောင်ကြိတ်ပြီးသွားပြီပေါ့နော်ကြိတ်တောင်ကြိတ်ပြီးသွားပြီအခုနောက်တစ်ယောက်ထပ်ပြီးတော့မှရေးပြန်ပြီပေါ့နော်ဒီဟာကတော့ကျွန်တော်တို့ကချင်ပြည်ကချင် KIA ကဒါဗိုလ်ချုပ်ခွန်မော်ကနော်ဒီအေဟိုဟာကိစ္စနဲ့ပတ်သက်ပြီးတော့မှစတုံးကိစ္စနဲ့ပတ်သက်ပြီးတော့မှဒါဆရာကြီးပြောပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ तू ကမြို့လေကောင်ဈေးနှောင်းကိုကျဲတာနော်ကျဲတာဈေးနှောင်းကိုကျဲတာကလေးတွေကလည်းចောင်းဆင်းပြီးတော့မှဒီဈေးကို ဖြက်ဈေးဘက်ကိုဖြက်ပြီးတော့မှဈေးဘက်ကနေဖြက်ပြန်တဲ့ကလေးတွေလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးဖြက်ပြန်တဲ့အချိန်မှာသူကဘုံကျဲကျဲချင်းမှာကလေးနှစ်ယောက်ဆိုရင်ဒါဟိုပါသွားတယ်ပေါ့နော် owners for ဒါဒီဆုံးသွားရတယ်ပေါ့နော်လေဘုံကျဲမှုကြောင့်နောက်ထပ်ခုဒါအပြင်းထန်ဒဏ်ရာရပြီးတော့မှအတက်အနေဆိုးရင်ရတဲ့ပြည်သူလူထုထဲမှာတခါကလေးနှစ်ယောက်ထပ်ပါနေပြန်တယ်အဲ့ဒီចောင်းတက်တဲ့အထဲတွေကကလေးနှစ်ယောက်ပေါ့နော်ចောင်းပြန်ကလေးနှစ်ယောက်ပေါ့ထပ်ပြီးတော့မှပါနေပေါ့ပေါင်900နဲ့3ချိန် ဒါကျဲတယ်လို့လဲဒါမြေပြင်ကသတင်းရတယ်ဗောနော်သုံးငိမ်ကျဲတယ်လို့လဲပြောတယ်အဲ့တော့ဘုရုပ်ခွမ်းမော်ကအဲ့ဒီစရုံးမြေပုံလေးကို screenshot ရိုက်ပြီးတော့မှာစရုံးမြေပုံလေးရဲ့ပြီးတော့ကျွန်တော်တို့ဒီကလေးတွေရဲ့ဓာတ်ပုံရဲ့ဒီဖြိဝရဲ့ပြည်သူလူထုဗောဗျာပြည်သူလူထုရဲ့ဓာတ်ပုံရဲ့ဟိုဒါဟိုလှုပ်ပြီးတော့မှာဘုရုပ်ခွမ်းမော်ကအဲမင်းတို့တွေလူမဟုတ်တော့ဘူးနော်ဒါမင်းတို့တွေလူမဟုတ်တော့ဘူးလူချင်းလူကြံ့ မကြံဘူးပေါ့နော်ဆိုလိုချင်တာကတော့မင်းတီငါတီတိုက်ရင်တိုက်ပါလားဟုတ်လားဟုတ်တယ်တိုက်ရင်တိုက်ပါလားမအဲ့လိုမဟုတ်ဖဲနဲ့လေးချောင်းအကူမေးလို့လှုပ်တဲ့စောက်ကျင်နေပြင်သင့်ပြီဆိုတဲ့ဟာကိုဒါဗိုလ်ချုပ်ခွန်မော်ကသူ့ရဲ့ကိုပိုင် Facebook account မှာဒါမှတ်ချက်လေးတခုရေးသားထားတာတော့တွေ့ရတယ်ဗောနော်ဒါနဲ့ပတ်သက်ပြီးတော့ဒါကအဲပြင်းပြင်းထန်ထန်လက်တော့ပြန်လာလိမ့်မယ်ဆိုတဲ့ဟာလေဒါဟို ဒေါ်လာရေးခေါင်းဆောင်တယောက်ရဲ့ဒါမှတ်ချက်ပြုစကားကတော့ဒီတိုင်းတော့ဟိုကျွန်တော်တို့လိုကျွန်တော်တို့လိုဘာကောင်းမှမဟုတ်တဲ့ကောင်တွေအပျော်ပြက်တင်လာတဲ့တင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ तू ကတကယ်ကိုရင်ထဲကလှိုက်လိုက်လဲလဲကျွန်တော်တို့အပျော်ပြက်တင်တယ်ဆိုတာကျွန်တော်တို့ကဟာသတင်တဲ့ပို့ရှိကိုပြောတာပါကျွန်တော်တို့တော်လိုင်းနဲ့ပတ်သက်လို့တော့ကျွန်တော်တို့လည်းအပျော်ပြက်မတင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမျိုးဟာသပို့ရှိတင်သေးတယ်ပေါ့နော်ဒီတော်လိုင်းခေါင်းဆောင်တွေကပို့ဆိုတော်ရုံတန်ရုံလဲတင်ခဲ့ပါတယ် တီမီဆိုရင်လည်းတင်တဲ့ဟာနဲ့ post တင်တဲ့ဟာနဲ့ညီမျှသောအလုပ်ပေါ့နော် post တင်တဲ့ဟာနဲ့ဒါအကိုက်ညီသောအလုပ်မျိုးကိုဒါလှုပ်တဲ့လှုပ်တတ်တဲ့လူစားမျိုးတွေလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ online ခေါင်းဆောင်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ချစ်ကောင်စီကိုထပ်ပြီးတော့မှမင်းတို့လူဟုတ်သေးရဲ့လားလို့ထပ်မှတ်ချက်ပြုတ်ပြီးအဲ့တော့ဘာထပ်ဖြစ်လာအောင်မလဲထပ်ပြီးတော့မှဘယ်လိုပြောမလဲတော်တော်စိတ် ထိတ်ထဲမှာသူတော်တော်ရှိလို့ထုတ်ရေးတာဒါပြောပြောရမယ်ဒါတေးထားတယ်ပေါ့เนาะဒီဟာကြီးကအဆိုင်ခဲတစ်ခုသူ့မှာဖြစ်သွားတယ်နောက်ထပ်သူ့ရင်မထဲကိုစစ်ကောင်စီရဲ့စူးတစ်ချောင်းစူးတစ်ချောင်းလာစိုက်လိုက်ပြီလို့ပြောလို့ရတယ်ပေါ့เนาะအဲ့ဒီစူးကဒီတိုင်းနေရင်တော့မြင်း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 နဲ့တောင်းစူးနေတယ်ပြီးတော့အဲ့ဒီစူးပေါ်သွားပြီးတော့မှကျွန်တော်တို့စူးတဲ့စူးစူးပြီးသားနေရောက်သွားပြီးတော့မှလက်ဖိမိသားတို့တခုခုလေးလံတဲ့အရာတခုခုဖိမိလို့ရှင်အထဲထဲမှာပို့ပြီးတော့မှ ပိုဆိုးသွားမှာပေါ့နော်ပိုဆိုးသွားမှာသူ့မှာကဘရုတ်ကွမ်ပေါ်မှာအရင်စူးတွေရှိပြီးသားပါရှိပြီးသားပေါ့နော်ကျန်တဲ့နေရာတွေဘုံကျဲခံရတာပါလေသူ့ရင်ထဲကစူးတွေရှိပြီးသားဖြစ်တဲ့အတွက်ထပ်ပြီးတော့မှစစ်ကောင်စီကအဲ့ဒီနေရာကိုစူးစူးထက်ထဲတာတို့သွားပြီးတော့လေးလံတော်အရာတစ်ခုနဲ့သွားဖိတာတို့အခုဒါစရုံးကိစ္စအဲ့လိုသွားလုလိုက်တဲ့အတွက်သူ့ရဲ့မှတ်ချက်ကတော့ကျွန်တော်တနေ့ဒီချိန်ကြီးမှာလက်တုံးပြန်မှုကတော့ ကောင်းကောင်းမွန်မွန်ပြန်လာလိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့ယုံလဲယုံကြည်တယ်ပေါ့နော်လက်ရှိလုပ်နေတဲ့အလုပ်တွေအားဖြင့်လည်းဒါယုံကြည်ရယုံကြည်ထိုက်ရတော့လူတယောက်လည်းဖြစ်တဲ့အတွက်ကျွန်တော်လေးစားတဲ့လူတယောက်ဖြစ်တဲ့အတွက်ဒါသူ့ရဲ့မှတ်ချက်ကတော့တော်တော်ကြောက်ဖို့ကောင်းတယ်လို့စစ်ကောင်စီကိုကျွန်တော်ပြောချင်တာပါနော်ဟုတ်နောက်တစ်ခုကလည်းဒါကရင်ပြည်နယ်မြဝတီပေါ့နော်မင်းလက်ပင်စတင်ကြောင်းကိုစတင်ပါလာ29ရက်နေ့မနက်ပိုင်းကနေမှစတင်ကြောင်းကိုပုံကျဲတယ်ပုံကျဲတဲ့အချိန်ကလည်းခုနဟိုပါပေါ့ ပြောချင်တာကဘုံကတော်လိုင်းရေးရဲဘော်တွေနဲ့ဒီခုနမင်းလက်ပတ်တို့ဘာတော့မှစိတ်အေးအချင်းတွေမကောင်းတဲ့အခါကျတော့တော်လိုင်းရေးရဲဘော်တွေကနေပဲစာတင်ကြောင်းပိတ်ခိုင်းထားတဲ့အနေအချင်းတွေမို့လို့ပေါ့နော်စာတင်ကြောင်းကမပိတ်ထားဘူးဆိုရင်ကျွန်တော်တို့ရဲ့ပညာသင်တွေတဲ့ကလေးတငယ်တွေကဘလောက်တောင်ထပ်သေးအောင်မလဲဆိုတာမတွေးဝင်စရာပဲပေါ့ဟုတ်ကဲ့အဲ့မှာဓာတ်ပုံတွေတက်လာတဲ့အချိန်မှာကျွန်တော်တို့ဒါကာမီကာဇေကျဲတာပေါ့နော်ကာမီကာဇေနဲ့လာကျဲတဲ့အချိန်မှာဒါမင်းလက်ပတ်စာတင်ကြောင်းကဒါတော်တော်ဟိုဖြစ်သွားတာပေါ့ ဲ့တော့မင်းလက်ပံစာတင်ညောင်းဒီကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲစစ်ကောင်စီထိန်းချုပ်နိုင်မည်မဟုတ်ဘူးစစ်ကောင်စီထိန်းချုပ်နိုင်မည်မဟုတ်ဘူးစစ်ကောင်စီခန့်ထားတဲ့ចောင်းဆရာဆရာမတွေတင်နေတဲ့ចောင်းမဟုတ်ဘူးဟုတ်เนาะကျွန်တော်တို့ကအဲ့ဒီဒေတာကံပြည်သူလူထုရဲ့ပညာရေးအဆင်ပြေဖို့အတွက်ဆိုပြီးပါမှာအဲ့ဒီမှာကိုကိုကကိုចောင်းចောင်းဆရာဆရာမတွေကိုကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကဝိုင်းပြီးတော့မှတော်လိုင်းတက်ဖွဲ့ရင်းနဲ့ဂျန်နဲ့နေမီကအဖွဲ့အစည်းတွေကဝိုင်းပြီးတော့မှ အဲသူလစာတစ်ခုဖြစ်ဝိုင်းပြီးတော့စီမံပေးတာတို့ကြောင်းရဲ့လိုအပ်ချက်တွေကိုဝိုင်းပြီးတော့မှအဆောက်အဦပဲလိုအပ်လိုအပ်တစ်ခုခုပေါ့နော်အိမ်သာပဲလိုအပ်လိုအပ်ဂျန်နဲ့လိုအပ်တဲ့ဟာတွေကိုဝိုင်းစုပြီးတော့မှလုတ်ပေးထားတဲ့ကြောင်းတစ်ကြောင်းဟုတ်နားဒီကြောင်းကိုကျွန်တော်ပထမတစ်ချိန်ဒါပြီးခဲ့တဲ့အခုဆိုဒါတစ်နှစ်ပတ်ပြန်ပြီးတော့မှပတ်လည်ပြန်လည်လာပြီလို့တော့ပြောလို့ရတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်တရင်ကျိုးလာပြီနေ့မှကျွန်တော်တို့တင်ထားတဲ့ဟွာပေါ့နော် ဆွဲတော်ကုန်းခွေးကုန်းပေါ့အခုလက်ဒီကောင်နေအဲ့ဒီကိုပြန်ရဖို့အတွက်အသေးအံပေါ့နော်လေးခေကောင်နေတစ်ဆင့်ထိုးပြီးတော့မှပြန်တက်နေတဲ့နေရာပေါ့အဲ့ဒီနေရာကိုကျွန်တော်တို့သိမ့်ပိုက်ရရှိခဲ့တာကမနှစ်ကတရင်ကျော်အဲ့ဒီတရင်ကျော်လာပြီနေမတိုင်ခင်အခုလိုရက်မျိုးမှာပဲစတင်ကြောင်းစတင်ကြောင်းကိုကျွန်တော်120နဲ့လှမ်းပြီးတော့မှပြည့်တဲ့အတွက်စတင်ကြောင်း มาตะคาข่าวมูเนาะข่าวมูบ่เนาะจนเราไอ้มาเรียนตั้วจิတော့ข่าวมูป่วนเผ่อตัวอะนี่อนาอะนี่กะเยยัวก็ดาดากะเยสาติญาณนี่เว้ยหลุပြောหลุยาเลยบ่เนาะเออโหชิกองซีอ่ะปรมาณิใหญ่ดีโลลงไล่ได้อาคามาตอไลน์ตะพ่วยอีก็สาติญาณลงโลโซบีก็มาไส้จ่อๆโตบีออกมาดาตะจိတ်ไปไล่ดาတော့โหซวยတော့กงยะวาเลยบ่เนาะอะกูแลดาเมนเลบันสาติญาณโอ่ทับบีลงเตะด้วยอะนี่นากองนี่เยบัวก็เลยหละเมย์โลတော့ลงอ่ะ မထင်ပါဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့မင်းတို့ရဲ့သားသမီးတွေနော်အခုဘောမစာတင်ကြောင်းနေတက်တွာထဲမှာကျွန်တော်တို့ပြည်တွင်းထဲမှာရှိတယ်စစ်ကောင်စီအုပ်ချုပ်နေမြေထဲမှာစစ်တပ်တဆွဲနေတယ်လို့ယူဆလို့ဆိုပြီးကမှမတို့တွေမကာမီကာတဲ့နဲ့ကျဲလိုက်လို့ရှိရင်မင်းတို့ကလေးတွေပါဝင်မင်းတို့ရှင်ထဲမှာဘလို့နေမလဲဆိုတဲ့ဇကားတစ်ခုမဲ့မေးအဲ့လိုပြန်လုံးမဲ့လူသားမျိုးတွေမဟုတ်လို့မင်းတို့ခံစားနေတာနော်အပြစ်မဲ့တဲ့ကလေးတွေကြောင်းတဲ့နေမင်းတို့အဲ့ထဲမှာ ကျောင်းဖွင့်နေတဲ့အချိန်မှာဟုတ်ပြီစစ်တပ်ကလုံခြုံရေးလာယူမှာကြည်ရာကျောင်းကလည်းဖွင့်နေစစ်တပ်ကလုံခြုံရေးလာယူမှာကျောင်းသား900ရှိရထားစစ်တပ်ကဗနယောက်လုံခြုံရေးလာယူပေးမှာတော့90လာယူပေးတယ်ထားအောင်ကျွန်တော်တို့လှုပ်လိုက်လို့ရှိရင်ကလေးအရောင်900ရှိမယ်ကျောင်းဆရာဆရာမတွေနဲ့ကျွန်တော်တို့ပြစ်ချင်တဲ့ကျွန်တော်တတ်ချင်တဲ့လူကတာဂက်ကအရောင်90ပဲရှိတယ်ခွေခွေးကောင်90ပဲရှိတယ်ဟုတ်တယ်အဲ့မှာကလေးတွေနဲ့ဆရာဆရာမတွေအပြစ်မဲ့တဲ့လူတွေကိုပါဝါလိမ့်မယ်ကျွန်တော်တို့ကစနိုက်ပါနဲ့ တခြားချိန်ပြီးတော့မှခွေးရောကြောင်းခွေးလာကြောင်းသားလာဆီယမလာဆိုပြီးတော့မှခွဲကြပြီးတော့မှပြစ်ခတ်လို့ရတဲ့အရာမဟုတ်တဲ့အတွက်အုံးစို့သွားလှုပ်လိုက်ရင်ရောမင်းတို့ကြိုက်မလားဗောနော်ကျွန်တော်တို့ဘက်ကတိုင်းပဲအဲ့လိုမျိုးတစ်ခါမှမလုပ်ဘူးဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်ဒီကလည်းဒါဖြစ်စဉ်နှစ်ခုသလုံးကအဲကလေးတွေအပြစ်မဲ့ကလေးတွေပါတယ်ပေါ့နော်ဒါပေမဲ့မင်းလက်ပံစာတင်ကျောင်းကတော့ကလေးတွေကိုမင်းတို့စောက်ကြည့်အောင်တီးလို့ကြောင်းပိတ်ထားတာဟုတ်မနေ့ကကျဲတာအင်္ဂါနေ့ ဟုတ် sorry တနင်္လာနေ့တနင်္လာနေ့တနင်္လာနေ့မင်းတို့စောင့်ကျင်ကိုတီးလို့ကြောင်းပိတ်ထားတာနော်ဒီလိုမျိုးလှုပ်လာလိမ့်မယ်ဆိုတော့တီးလို့အဲ့ဒီကြောင်းမှာဘာ PDF မှာလည်းမရှိဘူးဘာ KNU မှာလည်းမရှိဘူးဘာ KNN မှာလည်းမရှိဘူးဘာသူမှမရှိဘူး နော်မရှိဘဲနဲ့ဒီလိုမျိုးလှုပ်တဲ့ဟာပေါ့နော်အဲ့တော့စောက်ကြည့်ရင်ကိုတီးလို့ចောင်းပိတ်ထားတာကကျွန်တော်တို့ကလေးတွေတွေတကယ်အသက်ကူရရောက်သွားတယ်လို့ပဲကလေးတွေကတော့လူကြီးတွေရဲ့စီမံရပဲလေမင်းတို့ចောင်းចောင်းဖွင့်ရမယ်ဆိုလဲဖွင့်ပါပဲလေဘာမှမပြူရအောင်ចောင်းတက်ဆိုလဲတက်တက်ရမှာပဲလေရင်တန်ကြမှာဘုန်းခိုးခြင်းနဲ့ဝင်ဝင်ပြေးလို့ရတယ်ကွာမင်းတို့တက်ဆိုလို့ရှိရင်ခုကလေရင်နဲ့လာလို့တာမဟုတ်ဘဲနဲ့အတန်တိတ်တိတ်လေးကာမီကာတင်နဲ့အနားရောက်မှဘောဆိုလာပြီးတော့ဝင်ပြီးတော့အုံသွားတာပေါ့နော်ဒါလည်းတော်တော် ဆိုးတဲ့ လုံရတခုဖြစ်ပါတယ်ဆိုတော့ပြောချင်တာပေါ့ဟုတ်ဟုတ်အဲ့ဒီမှာကျွန်တော်တို့အာရခတ်တက်တော် AA ကလည်းဒါထုတ်ပြန်ချက်တခုပေါ့နော်ဒါဟိုစစ်တက်စစ်ကောင်စီနေလဲကဟိုအကြအဆုံးများနေတဲ့ခါကျတော့ပြည်သူပဲမဲပြီးတော့ဒါလေကျောင်းတက်ခိုင်းမှုတွေလှုပ်လာနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့ကတော့စည်ရေးအသည့်စည်ရေးတတိရှိဖို့အမာထားလေးလည်းရှိပေါ့နော်ဟုတ်အဲနောက်တစ်ခုတော့ကျွန်တော်တို့ဒါမကွေးတိုင်းမကွေးတိုင်းကနေမှာခုနတော်လိုင်းရဲဘော်တေကိုထောက်ဖို့လုပ်နေတဲ့ လူငယ်တယောက်ပေါ့နော်အဲဒီလူငယ်ကပေါ်တာဆွဲခံရပြီးတော့ဟိုစစ်မှုတန်းတတားတဲ့အဖြစ်သူကစုဆောင်ခံရတယ်တတားတဲ့အဖြစ်ဘုံကမန္တလေးစုဆောင်ရေးမှာသူက3လနေခဲ့တယ်နောက်တစ်ခုကတောင်ကြီးဟိုဘုံဘက်မှာ6လပေါ့6လနေမှာသူရဲ့မိခင်တရင်ကတော့ကျွန်တော်တို့ခါလိုက်ရ1 5လေးပေါ့တာ1 5လေးရတာဝန်ကြပြီးတော့မှာဒါတော်လန်ရေးရေပေါ်တွေနဲ့ချိတ်ဆက်ပြီးတော့တနက်တလက်ပေါ့နော် MA2 တနက်တလက်ရဲ့ကြီးပေါက်3ခုနဲ့လက်ပြပုံ တစ်လုံးပေါ့နောက်တစ်ခုက 5y56g ဆိုတာလည်းတရားကြောပေါ့ယူလာပြီးတော့ဒါကျွန်တော်တို့ဒေါ်လာရေးရဟောတွေထံအလင်းဝင်နေဆိုတော့တော့တွေ့ရတာပေါ့ဟုတ်အဲဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကဟိုကျွန်တော်တို့တခါပြောခဲ့ဘူးတယ်ပေါ့နော်ပြည်သူကတော့တကယ်စုကြဘူကပဲဆိုတာပေါ့နော်အဲမင်းတို့မဲပေးမဲမဲမပေးဘူးလားမပေးဘူးဆိုလဲနှထင်လာပြီးတော့မှတနက်နဲ့ချိန်ချောင်းပဲမင်းသာသမီပြီးပါသွားနေလားပြီးပါသွားနေလဲပဲမင်းသာသမီ စစ်မှုထမ်းဆောင်ကြီးနဲ့အကျုံးဝင်နေအဲ့ဒီအတွက်မင်းကစစ်မှုထမ်းဆောင်ကြီးပေးရမယ်ဆိုပြီးတော့မှစစ်မှုထမ်းကြီးပေးရတယ်အဲ့လိုသားသမီးကလည်းအကျုံးဝင်တာလည်းမဟုတ်ပြီပလည်းမသွားရဘူးအဖိုးကြီးဘွားကြီးပဲရှိလည်းပဲတောင်းတယ်အခုလည်းဒီတိုင်းပဲဒါထောက်ဖို့လုံနေတဲ့ရဲဘော်ပေါ့နော်ထောက်ဖို့လုံနေတဲ့ထောက်ဖို့ရဲဘော်တယောက်ဆိုလို့ရှိရင်လည်းဒါသူ့မှာတော်လိုင်းတက်ဖွဲ့တွေအခြေဆက်အများကြီးရှိမှာသူယုံကြည်သူ့ကိုယုံကြည်နိုင်တော့တဲ့အကြောင်းတရားတွေလည်းတော်လိုင်းတက်ဖွဲ့တွေမှာအများကြီးရှိမှာဒါပေမဲ့ရုတ်တရက် လမ်းသွားရင်းနဲ့ဘုံတို့ဖမ်းခံလိုက်ရတယ်ဘာမှလုံမရဘူးဘာမှလုံမရတဲ့ခါကျတော့ကျွန်တော်တို့ပါသွားတယ်အ2013ခုနှစ်လပိုင်းနဲ့ပါတာနော်ဟုတ်တယ်အခုဆိုတာ2025 6လပိုင်းလောက်ကြာမှသူပြန်ပြီးတော့မှဘတ်စင်တက်တယ်တော့နော်2024ဘတ်စင်တက်ကပြန်ပြီးတော့မှဝင်နိုင်တာဟုတ်ဟုတ်ကဲဆရာစဉ်းစားကြည့်လိုက်အဲ့ဒီမှာဂျားထဲမှာသူနှစ်နှစ်လောက်ရှိကောင်စီရဲမှာအသက်မသေးအောင်လို့သူ့မှာမနေဖြတ်တန်းရတဲ့သူ့ရဲ့ဒုက္ခကလည်းမသေးလာဘူးပေါ့နော်ဒါကကျွန်တော်တို့ ်ထောက်ဖို့ထောက်ဖို့ရဲပေါ်လို့ကျွန်တော်တို့ကပြောပြင်မယ်လေဒါကပြည်သူတယောက်ဖြစ်နေတယ်အဲ့တော့ပြည်သူဘယ်လောက်ထိစစ်ကောင်စီကပြည်သူကိုဘယ်လောက်ထိနှိမ့်ဆက်ညှဉ်းပန်းနေလဲဆိုတဲ့ဟာကျွန်တော်တို့ ਨੇ ဆက်သွယ်ရှိရလူတော်မှာမလို့ဘူးဒါသူအင်မတန်ကံကောင်းတယ်လို့ပြောလို့ရမှာဒါကံကောင်းတော်တော်ကံကောင်းတဲ့လူသားအသက်မသေးလို့တာပေါ့နော်အသက်မသေးလို့တခုဆိုင်ပြီးရင် သူ့ကိုပေါ်တာဆွဲတဲ့ချိန်မှာကျွန်တော်တို့ကထောက်ဖို့ရဲပေါ်မှန်းမတိတာဟုတ်တယ်တော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 ်ကန်ကောင်းတယ်ထောက်ဖို့ရဲပေါ်မှန်းသာတိသွားရင်ဒီကောင်ချစ်တက်တဲ့မရောက်ဘဲနဲ့ဒီကောင်အစားတယောက်ထိုးထည့်လိုက်ပြီးတော့မှဒီကောင်ကိုပြန်နှုတ်ပြီးတော့မှချစ်ကောင်စီကကောင်းကောင်းတရားထောက်မေးပြင်းတက်တွေနဲ့ဆက်သွဲခိုင်းအဲတရင်ရောင်းကိုယူခိုင်းဟိုလိုလှုပ်ခိုင်းဒီလိုလှုပ်ခိုင်းတရားပထမမင်းထောက်ဖို့ငွေလွှဲပေးမယ်ပြောလိုက်ဆိုပြီးတော့မှသူတို့သူတို့စီကဟို၄၅၆သိန်း၁၀သိန်းလောက်ရင်းပြီးတော့မှရော့ဒီပထမမင်းလွှဲပေးလိုက်ပြီးရင်ဘယ်နေရာလာယူလို့ပြောလိုက် ဘာဖြစ်စည်းဘာဖြစ်ဆိုပြီးတော့မှသူ့ကိုဆိုလို့ရှိရင်အမျိုးမျိုးဒုက္ခပေးလို့ရတယ်ဒါကကံကောင်းဆုံးလူသားပဲတော်တော်ဒါလှက်ပတ်ပြီးတော့မှသူသူ့ကိုသူထောက်ဖို့ရဲဖို့တယောက်လို့မသိအောင်လဲရအောင်နေနိုင်သွားတဲ့ပြီးရယ်ဗောနော်ပြီး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 နေနိုင်သွားတဲ့ဒါကံကောင်းဆုံးလူသားလို့ပြောလို့ရတယ်ဗောနော်အဲ့တော့ထောက်ဖို့ရဲဖို့တယောက်တော့မှနှစ်နှစ်လောက်ကျွန်တော်တို့ပါစားတွေကိုရောက်သွားတဲ့အချိန်မှာနှစ်နှစ်လောက်ကျွန်တော်တို့ ਨੇ ဆက်သွယ်ဖို့ တော်ခက်သွားပြီကောင်မအခုနှစ်နှစ်လောက်ကြာတဲ့ချိန်ကျမှသူသူဆက်သွယ်လို့ရတယ်အော်ဟုတ်အဲ့တော့ကျွန်တော်ကလည်းပြောပြောတဲ့ဟာကလည်းဟိုပါဘောနော်ရေဘူပတ်စာမဖြစ်ခင်မှာရှောင်းမှာရှောင်းမှာဆိုတာအဲ့ဒါဘောနော်ပတ်စာဖြစ်သွားမှာဆိုလို့ရှိရင်ဒီမှာတော်လန်ရင်းနဲ့လက်ပေါ်တနီရှိတဲ့ရဲဘော်တယောက်ထောက်ဖို့ရဲဘော်တယောက်တော့မှာပဲချက်ချင်းထွက်လာဖို့သူ့မှာအခက်အခဲရှိတယ်ဟုတ်တယ်ဟိုလူကစောင့်ကြည့်ခံရတာနဲ့ဟိုလူဖြစ်ရတာနဲ့သူ့မှာဖုံးသိမ်းခံရတာတို့ဘာတို့သူ့မှာအခြေအနေအမျိုးမျိုး ရှိမယ်ပေါ့နော်ဒီဟာကြောင့်သူထွက်လာဖို့အတွက်သူ့မှာတော်တော်ခက်ခဲသွားတာပေါ့နော်ဒါဒါတပိုင်းပေါ့အဲ့တော့အိမ်မဲမဲကြနဲ့နော်ငါတို့ပတ်စားတဲ့ရောက်သွားပြီးကမှရတဲ့ကွာတာဝန်ကြီးဝင်လိုက်မယ်ရောက်သွားကမှငါတို့တနက်ယူပြီးထွက်လာမယ်ဆိုတော့အိမ်မဲဆန်တော့အလုပ်တွေမလုပ်ပါနဲ့ဒါတွေကလက်တွေ့နယ်ပယ်မှာအရန်ခက်ခဲတယ်ပေါ့နော်ဘာလို့လဲဆိုတော့ तू လည်းတနက်ကိုင်းထားတယ်ကိုလည်းတနက်ကိုင်းထားတယ်နော်ရှိတဲ့စကန်းတော့ချန်စီယိုရှိရယ်ချန်စီယိုပြင်မထွက်ရဘူး ဲ့ခြံစည်းကိုပတ်ချလေကိုအမြဲတမ်းထိုင်ကြည့်နေသောကင်းသမားကရှိတယ်။အဲ့ကင်းသမားကဥပမာကျွန်တော်ကကင်းသမားဆရာကြီးကထွက်ပြေးမဲ့ပါဆာသူတနတ်ယူပြီးတော့မှသို့မဟုတ်တနတ်မပါပဲနဲ့အဲ့ဒီခြံစည်းကိုလေးဖြဲချော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 ဖြဲတာမြင်လိုက်တာနဲ့လှမ်းပြီးအတန်ပြုတ်မယ်ဆရာကြီးကလည်းထွက်ပြေးမယ်ဆိုတော့တိမာဆိုတဲ့အတွက်အတန်ပြန်မပေးရဘူးဟာကျွန်တော်နေဝင်အောင်ပါလို့လည်းမပြောရဘူးမပြောရဘဲနဲ့ရှေ့ကိုဆွပြီးပြေးမယ်ဆိုရင်ကျွန်တော်ကတော့ကင်းသမားဖြစ်တယ်ကျွန်တော်ကပြစ်ခတ်ဖို့ တာဝန်ရှိမသိငါဘုရားတွေ့ရင်သူကပြစ်ကိုပြစ်ရမှာပဲဆိုတော့ပြစ်ခတ်မဲ့တာဝန်ရှိပြီးသားဖြစ်တဲ့အတွက်ပြစ်လိုက်ပါပဲတယောက်ဆိုရင်ပါစာတယောက်ဆိုရင်ဘယ်လောက်ဒီဟွာဖြစ်လဲဆိုကျွန်တော်25မိနစ်တစ်ချိန်ဆက်ခေါ်ရတယ်တဲ့ကျွန်တော်တို့ဒီဘက်လွန်မြောက်နေမျိုးရောက်လာတယ်။ तू ကတော့အမိတွေပါလေပေါ်ပြီးတော့မှကျွန်တော်နဲ့အဲ့လိုမျိုးပြောဖို့အတွက် तू မိသားစုကြံခဲ့တဲ့အခါကျတော့အခက်အခဲရှိလို့ပေါ့နော်။ဒါပေမဲ့ तू ရဲ့အတွေ့အကြုံတော့ပြောပြရင်ကျွန်တော်နဲ့ကျွန်တော်အိုင်ကုန်တစ်လုံးပေးထားတယ်။25မိနစ်တစ်ချိန်ကျွန်တော်ရှိချောင်းကိုကျွန်တော်လှမ်းပြီးတော့ပြောရတယ်တဲ့။အဲ့တော့ तू က တချိန်25မိနစ်တချိန်ပြောလဲပြောယူအောင်အဲ့အိုင်ကွန်နဲ့တနတ်နဲ့ချခဲ့ပြီးတော့မှလစ်လာ25မိနစ်အတွင်းလောက်အောင်ပြေးအဲ့25မိနစ်အတွင်းမှာ तू ဘယ်လောက်ပြေးနိုင်ပါလဲဟုတ်အဲ့တော့အဲ့ဒီဟာပေါ့နော် तू 25မိနစ်မှာ तू နောက်တစ်ခါနောက်တစ်ခါ25မှာ तू မခေါ်နိုင်ဘူးဆိုရင်နောက်ကတာဝန်ရှိတဲ့လူကရောက်လာတော့မှာဟုတ်ဒါက तू တယောက်တည်းကင်းကင်းဆောင်ရတာမဟုတ်လို့နှစ်ယောက်တည်းတို့သုံးယောက်တည်းတို့ကင်းချရင်ပိုဆိုးပြီနော်တယောက်တည်း ထွက်သွားဖို့အတွက်ဆိုတာအိမ်မဲ့ပြီးရင်တုံးရောက်ညှိဖို့ဆိုတာငါတို့တုံးအောင်သွားကြမယ်ကွာလို့ညှိဖို့ဆိုတာလေခက်ခဲတယ်အဲ့တော့အိမ်မဲ့မမဲ့ကြပါနဲ့ဗောနော်ကျွန်တော်တို့ ਨੇ လက်ပေါ်တနည်းချိတဲ့ကျွန်တော်တို့ဆိုတာတွန်လိုင်းတက်ဖွဲ့နဲ့ဒီလက်ပေါ်တနည်းချိတဲ့အမြဲတမ်းအဆက်အသွယ်ရှိတဲ့ထောက်ဖို့ရဲဘော်တော်မှာပဲထစ်တက်တဲ့ကိုပတ်စာဖြစ်ပါသွားတဲ့အချိန်မှာနှစ်နှစ်လောက်ထွက်လာရဖို့ခေးရင်လေဆိုတာလေးဒါကျွန်တော်ပြောပြတာပေါ့နော်ဟုတ်အဲ့တော့နောက်တစ်ခုကတော့ဆရာကြီးဒါကျွန်တော်တို့ ဒါ73ရက်နေရပါတော့73ရက်6လ2025တော့ကျွန်တော်တို့တက်မှ4ပဲပေါ့နော်တိန်ခုံးဘက်မှာဒါဘုံလာကျင်းနဲ့အပြန်ကိုကျွန်တော်တို့ online တက်ဖွဲ့တွေကဝိုင်းပစ်လိုက်တဲ့ KEW ကဒါထိွားတယ်ပေါ့နော်ထိွားပြီးဘိတ်လီဒါစကန်ဌာနချုပ်ကိုပြန်ရောက်တယ်ပြန်ရောက်ပြီးတဲ့အချိန်မှာဒါအကြီးစားပြင်ဆင်မှုလုပ်နေရတယ်ဆိုတော့တည်င်းကြားတယ်ပေါ့နော်အကြီးစားပြင်ဆင်မှုဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့လိုအပ်တဲ့ပစ္စည်းတွေကိုတင်မောနဲ့တင်တယ်ပေါ့နော်တင်မောနဲ့တင်ပြီးတော့ကျွန်တော်ဘိတ် မာတင်မောကလာပို့တယ်လာပို့ပြီးတော့မှအဲသူ့ကိုဘယ်လိုပြောအောင်ကျွန်တော်တို့ကားလို့ပြောရအောင်အဲ့လိုမျိုးလှုပ်လို့ရလာတော့ကျွန်တော်လည်းနားမလဲဘူးဒါပြီးမှဆရာကြီးရှင်းပြပါတော့အဲသူကမောင်းနေလို့ရအောင်လက်ပူတိုက်လိုက်မယ်ပေါ့လက်ပူတိုက်သွားတိုက်လိုက်ပြီးတော့မှသူကမောင်းနေလို့ရအောင်ဆိုတာမောင်းတာတော့မောင်းလို့ရတယ်လေပြက်မကြအောင်ပေါ့နော်ပြက်မကြအောင်လက်ပူတိုက်လိုက်မယ်တိုက်ပြီးသွားတော့မှသူကလက်ရှိမင်္ဂလာတုံးကိုရန်ကုန်ကိုပြန်ပြီးတော့မှအဲ အလုံယုံသွင်းပြီးတော့ဒါဟိုအကြီးသားပြင်ဆင်မှုလုပ်နေရတယ်လို့ကြားတယ်ပေါ့နော်ဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေရဲ့ဒါလက်ဆွမ်းလို့ပြောလို့ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဆရာကြီးအတူပြင်ဆင်နိုင်မှုအခြေအနေပြင်ဆင်လို့ရတဲ့အခြေအနေတွေရှိလားတို့ဘာလို့ပေါ့နော်အဲအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြပေးပါဦးခုနကတော့ဟိုမှန်သွားပြီဆိုကြတယ်မှာပုံမှုကခုနတောင်ပန်တို့ဘာလို့မှန်လဲမှန်မှာပေါ့အဲ့ဒါကဘာခုနတို့ပါရိပြက်ဆက်ခုနအသေးစားပေါ့နော်လက်ပူတိုက်ပြီးတော့အဓိကအင်ဂျင်မထိတဲ့အတွက်ကြောင့်သူကပြန်တန်းလို့ရတဲ့အနေအထားမျိုးပေါ့ အဲ့ဒါအောင်မှလိုအပ်တာတက်ပို့ပြီးတော့အကြီးစားပြင်ဆင်မှုလုပ်မယ်ဆိုရင်ကျွန်တော်တို့ဒါသူ့ရဲ့ဒါ KAO ပေါ့နော် KAO ကသူကသူကဟိုပတ်သိမ်းလေးတဲ့စကန်ဌာနချုပ် KAO ကနေကြီးမှဒါခုနမြိတ်လေးတဲ့စကန်ဌာနချုပ်ကိုတွဲဘက်ပေါ့တွဲထားတဲ့အတွက်ကြောင့်သူသူ့ရဲ့ KAO မှာလှုပ်ရှင်လှုပ်မလှုပ်လို့ရှင်တကယ်အကြီးစားပြင်ဆင်မှုဆိုတာကတော့ကျွန်တော်တို့ဟိုပါပေါ့လေထုတ်လို့ပြင်ဆင်ဌာနချုပ်တွေမှာပဲပြင်လို့ရတာပေါ့ ဘာကြောင့်လဲဆိုတော့အဲ့မှာခုနပျက်စီးအဆုတ်ရှိတာပေါ့နော်ပျက်စီးဆုတ်ရှိတဲ့အတွက်ကြောင့်သူကခုနနောက်ပိုင်းခုန engine ဘိုင်းဆိုင်ရာလား air frame ဆိုင်ရာလားနောက်နောက်တစ်ခုက radio တို့ဘာတို့ပေါ့ radio တို့ဘာတို့မကြောက်ဘူးပါညာဆိုရင်လေဒါတော့တိုင်ဝဟိုပြန်ပြီးတော့ပြန်တန်းလို့အဆက်အသွယ်မရဘူးဆိုကြတဲ့မှာလေရတယ်လေပေါ့ပြန်တန်းဖို့ခက်ခဲတယ်ပေါ့နော်များသောအားဖြင့်လေထုတ်လုပ်ပြစေးဌာနချုပ်ကတော့ကျွန်တော်တို့ဒီ မင်္ဂလာတော်ပေါ့မင်္ဂလာတော်လင်ထုတ်လုပ်ပြင်စေဌာနချုပ်ရဲ့နောက်တစ်ခုကမိထီလာလင်ထုတ်လုပ်ပြင်စေဌာနချုပ်ရဲ့ဆိုရင်နှစ်ခုရှိတယ်ပေါ့အဖြစ်နိုင်ကြီးကတော့ဒါမင်္ဂလာတော်လင်ထုတ်လုပ်ပြင်စေဌာနချုပ်မှာပဲသွားပြင်ဖို့များတယ်ပေါ့နော်အဲ့ဒီမှာမှခုနပိတ်လေးလေးတဲ့စကန်ဌာနချုပ်ကနေဒီမှာမင်္ဂလာတော်လေးတဲ့စကန်ဌာနချုပ်မင်္ဂလာတော်လင်ကွင်းကိုဆင်းပေါ့ဆင်းပြီးလို့ရှိရင်မင်္ဂလာတော်လင်ကွင်းနဲ့ကျွန်တော်တို့ဒီလင်ထုတ်လုပ်ပြင်စေဌာနချုပ်နဲ့ကြတော့ပြည်လမ်းမကြီးပေါ့ပြည်လမ်းမကြီးပဲရှားတယ် အဲ့ကနေမှခုနလေစိတ်ကနေမှဆွဲပြီးတော့မှဒါခုနလေထုတ်လုပ်ပြင်စီပြည်လန်းဒီလမ်းကိုဖြတ်ပြီးတော့အဲ့မှာတန်တကားရှိတယ်။ဟုတ်ကျွန်တော်လေထုတ်လုပ်ပြင်စေဌာနချုပ်နဲ့ခုနဒါမင်္ဂလာတုံးလေစိမ့်နဲ့တွေ့ထားတဲ့အကြားထဲမှာတော့ပြည်လမ်းပါကြီးပေါ့။တထိုင်းဂိတ်တွေပါကြီးရှိတယ်။အဲ့မှာတထိုင်းဂိတ်တွေလေရင်တစ်ခုတစ်ခုရင်တော့ဟိုအကြီးစားပြင်ဆင်မှုတွေလောက်တော့မယ်ဆိုရင်ဒါတထိုင်းနေရာနေမှာပြည်လမ်းမှာပေါ့မှာဟို မော်တော်ဘီကယ်တွေနဲ့ပေါ့နော်ကားတွေကိုတာတာပြီးတော့မှအဲ့တကားကနေမှမင်္ဂလာတော်လေးကိုရနေမှလေရင်ထုတ်လုပ်ပြီးစေဌာနချုပ်ဘက်ကိုဆွဲသွားပြီးတော့ပြင်ဆင်ရတာပေါ့ပြင်ဆင်နေဆိုရင်လည်းခုန K8 နဲ့ပတ်သက်တဲ့ engine air frame အဲခုန instrument radio ပေါ့နော်ဒါဒါတွေပတ်သက်တဲ့ trade အားလုံးကဒီလေထုတ်လုပ်ပြီးစေဌာနချုပ်မှာတွားပြီးတော့နှစ်လဆိုနှစ်လပေါ့သုံးလဆိုသုံးလအဲ့လိုတွဲပြီးတော့မှ ဲ့လိုအကြီးစားပြင်ဆင်မှုတွေလောက်ရတဲ့အဆင့်မျိုးပေါ့ဟုတ်ဟုတ်အဲ့တော့ဒါကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဒီသတင်းကတရားတော့ရှိတယ်လို့ပြောလို့ရတယ်ဟုတ်အဲ့တော့ဒေါ်လိုင်းတက်ဖွဲ့ကြီး KEW ကိုနောက်ထပ်တက်ဖွဲ့အနေနဲ့လည်းဒါလေရင်ပြည့်လက်နယ်ဥက0.5လို့လက်နယ်မျိုးတို့12.7လို့လက်နယ်မျိုးတို့ပေါ့နော်အော်ဒီဂန်ပေါ့နော်အဲမျိုးတွေရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ ပြခတ်တင်တယ်ဗောနော်ပြခတ်တင်တယ်ကျွန်တော်တို့အဲ KW အဲကိစ္စမှာလည်းပြောယူရည်ဗောနော်သူကအတောင်မှန်မှန်စီထဲတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အင်ဂျင်က buy out တဲ့တယ်မှာရှိတယ်ဗောနော်ဒါဆရာကြီးလည်းရှင်းပြခဲ့ပြီးသားဖြစ်တယ်ဗောနော်အဲ့တော့ရှင်းပြခဲ့ပြီးသားဖြစ်တယ်တော့သူကဒီ buy out တဲ့တွေကိုကျွန်တော်တို့အပွားဖြတ်ပြန်တဲ့အချိန်အောက်ကနေပြီးတော့ buy out တဲ့တွေကိုကျွန်တော်တို့ ပြစ်နိုင်မယ်ဆိုလို့ရှိရင်တော့သူအင်းပြက်ကြနိုင်ကြီးပို့ပြီးတော့များတယ်ဗောနော်အခုပြစ်လိုက်တာကတော့ကျွန်တော်တို့အတောင်မှန်တို့ဘာလို့အဲ့လိုမျိုး engine မဟုတ်တဲ့နေရာကိုတွတ်ထိတဲ့ခါကျတော့သူတို့ပြန်ပြီးတော့ ပါတီရတာတို့ဘာလို့ပေါ့နော်နောက်တစ်ခါအဓိကတော့ကျွန်တော်တို့ဂဲမှန်မှုတဲ့စာတငယ်တော့ဖြစ်သွားပြီပေါ့နော်စာတငယ်တော့ဘောသိမ့်ငှက်ပေါ့နော်ဂဲမှန်မှုတဲ့ငှက်တစ်ကောင်တော့ဖြစ်သွားပြီပေါ့နော်ဒီငှက်ကကျွန်တော်တို့နောက်ထပ်ဒါထပ်ပြီးတော့မှဒုက္ခပေးဖို့အတွက်တော့ခြေနေမကောင်းသေးဘူးလောဆယ်အတောင်ကျောင်းလို့တော်တော်နားအတောင်ထိမှန်သွားလို့တော်တော်နားနေရတဲ့အခြေအနေမျိုးဖြစ်သွားပြီဆိုတဲ့ဟာလေးဒါပြောချင်တာပေါ့အဲ့တော့ထပ်ပြီးတော့မှလည်းပြစ်ပါ တော့ပြစ်ပါတစည်းမို့တစည်းကတော့သူကလည်းသူပြင်းပြင်းနဲ့တော့ဒါထိလာပါလိမ့်မယ်ဗောနော်ထိလာပါလိမ့်မယ်ပြက်ကြသွားပါလိမ့်မယ်ဗောနော်ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဆက်ပြစ်ဖို့အတွက်ကျွန်တော်တို့ကလည်းအားပေးတိုက်တွန်းနေတယ်ဆိုတာလေးပြောချင်တာဗောအဲ့တော့ကျွန်တော်တို့ပြောခဲ့တာဗိုလ်ချုပ်ခွန်မော်ရဲ့မှတ်ချက်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါမင်းလက်ပံစာတင်ကြောင်းကိုလည်းကျွန်တော်တို့ចောင်းပိတ်ထားတဲ့အချိန်မို့လို့အဲ့တော်တော်ဆိုးရွားတဲ့လုပ်ရလုပ်တယ်ဗောနော်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့လည်းကျွန်တော်ဒီနေ့ပြောပြခဲ့ရပြီးတော့ဒါပါစာ ဖြစ်ပြီးမှကျွန်တော်တို့ online တက်ဖွဲ့ CEO ဒါရတဲ့နီးနဲ့အလင်းဝင်မယ်လို့ဒါအိမ်မက်မဲ့နေတဲ့အဖွဲ့ကြီးကဂျားထဲမှာဖြတ်တန်းရတဲ့ကာလကတော်တော်အသက်အန္တရာယ်နဲ့နှီးပါတယ်ပေါ့နော်အဲ့တော့ပတ်စမဖြစ်ခင်ကတည်းကကျွန်တော်တို့က online တက်ဖွဲ့ထိုင်ကိုလာသေးခြင်းနဲ့ဆိုတော့ကျွန်တော်တို့အမြဲတမ်းလဲအဲသတိပေးပြောကြားနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ပြည်သူလူထုအနေနဲ့လည်းကိုယ့်ရဲ့သားသမီးမြေမြစ်တွေနော်ပြီးတော့ညီကိုမောင်နှမတွေပတ်စမဖြစ်အောင်လို့ ဒါကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့မှဝမ်းကူညီပေးကြပါလို့ပြောကြရင်လည်းဒါကျွန်တော်တို့ဇကဝိုင်းလေးကိုညီကောင်းချုပ်ပါတယ်ဗျအဆုံးထိကြီးစုပေးတယ်ပြည်သူလူထုအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ